မင်္ဂလာပါခင်ဗျာအိုင်ဒီယာမြန်မာကနေပြီးတော့အော်တိုဘာလ25ရက်နေ့မြန်မာနိုင်ငံတဝင်းလုံးမှာရှိနေတဲ့ထူးခြားတဲ့စည်ရေးစည်းဝါးရေးလူမှုသတင်းတွေကထူးခြားတဲ့သတင်းချုပ်ကိုအောက်လို့တင်ပြပေးမှာဖြစ်ပါတယ်ပထမဆုံးတင်ပြပေးလူတဲ့သတင်းတစ်ပုဒ်ကတော့တောင်ကြီးတစောင်းတိုင်းပွဲတော်ကာလာအတွင်းကုတ်တင်ကားနဲ့တွဲကားများသွားလာခွင့်ယာယီပိတ်သိမ်းမယ်ဆိုတဲ့သတင်းဖြစ်ပါတယ်တောင်ကြီးတစောင်းတိုင်းပွဲတော်ကာလာအတွင်းရေကြောပိတ်ဆို့မှုများရှောင်ရှားနိုင်ရန်အတွက်ရည်ရွယ်ပြီးကုတ်တင်ကားနဲ့တွဲကားများ ွာလာခွင့်ကိုယာယီပိတ်သိမ်းမယ်လို့သိရပါတယ်။ပွဲတော်ကာလဖြစ်တဲ့အော်တိုဘာလ29ရက်မှနိုဝင်ဘာလ9ရက်အတွင်းညနေ4နာရီမှ နောက်တနေ့မနက်4နာရီထိကုန်တင်ကားနဲ့တွဲကားများကိုမြို့တွင်းသို့ဝင်ခွင့်ထွက်ခွင့်ပိတ်ထားမှာဖြစ်ပါတယ်။လက်ရှိတောင်ကြီးမြို့မှာတစောင်းတိုင်းပွဲတော်အတွက်ပြင်ဆင်နေကြပြီဖြစ်ကာရိုးရာမီပုံမြပြိုင်ပွဲပွဲစဉ်ဇာတ်ရီလည်းထွက်လာပြီဖြစ်ပါတယ်။နေ့လွတ်က28ရက်နေ့စာမှာပါအလုံးရင်များတဲ့အတွက်ရှေ့ကိုနှစ်ရက်တူးပါမယ်။ ုံမှန်ညလွတ်နဲ့ဖွင့်ပွဲအစီအစဉ်ကတော့အပြောင်းလဲမရှိပါဘူးလို့မြို့ကန်သူကပြောပါတယ်။ဒါကြောင့်အော်တိုဘာလ28ရက်နေ့နေ့လယ်ပိုင်းမှာစပြီးနေ့လွတ်အယုတ်များစတင်လွတ်တင်တော့မှာလဲဖြစ်တယ်လို့သိရပါတယ်။ဆက်လက်တင်ပြပေးလို့တဲ့သတင်းဒီပုတ်ကတော့မန္တလေးလာရှူလန်းပြန်ဖွင့်ပေမဲ့ဂိတ်ကြီးများကြောင့်ရင်းစီးကဈေးနှုန်းမြင့်တက်နေတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။မန္တလေးလာရှူပြည်တော်စုလမ်းမကြီးရှိမန္တလေးအောင်ချိုကြောင်မဲတီဘောလမ်းပိုင်းအော်တိုဘားလာ၁၈ရက်နေ့ကလေးကပြန်ပွင့်သွားပြီးခီးတဲ့တင်ရင်နဲ့ ုံကားများပုံမှန်သွားလာနိုင်ပြီဖြစ်တော့လေလန်တက်လျှောက်မှာပေးဆောင်ရတဲ့ဂိတ်ချင်းများကြောင့်ရင်းစည်းကဇင်းတို့များမှာပုံမှန်ထက်နှစ်ဆခန့်မြင့်တက်နေသေးကြောင်းဤသည်များနဲ့မော်တော်ယာဉ်အသင်းများထံမှသိရပါတယ်။ယခင်ကလမ်းကျကျမှုများကြောင့်ရင်းစည်းကမြင့်တက်ခြင်းဖြစ်တော့လေလမ်းပြန်ဖွင့်ချိန်မှာဇင်းတို့မတက်တာခြင်းကြောင့်နေရက်တို့ပြန်လို့တဲ့စစ်ဆောင်များအခက်ခဲနဲ့ရင်ဆိုင်နေရတယ်လို့သိရပါတယ်။ဆက်လက်ဖော်ပြပေးလို့တဲ့သတင်းတစ်ပုဒ်ကတော့ဒေါက်တာသက်ခိုင် ရွေးကောက်ပွဲဝင်ခွင့်မရတယ်ဆိုတဲ့သတင်းမှာသတင်းမှားတာဖြစ်တယ်ဆိုတဲ့သတင်းဖြစ်ပါတယ်ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌဒေါက်တာဒေါ်သက်သက်ခိုင်နေဖြင့်ရွေးကောက်ပွဲဝင်ခွင့်မရကြောင်းထွက်ပေါ်နေသည့်သတင်းမှာသတင်းမှားတာဖြစ်ကြောင်းပြည်သူ့ရှေ့ဆောင်ပါတီရန်ကုန်တိုင်းဥက္ကဋ္ဌကပြောပါတယ်ကျွန်တော်ကိုယ်တိုင်တိုင်းကော်မရှင်ကနေကိုစလေလောင်းကတ်တွေထုတ်ပြီးအန်နီဒေါ်သက်သက်ခိုင်လက်ထဲထည့်ခဲ့တာဖြစ်လို့ယခုထွက်နေတဲ့သတင်းဟာသတင်းမှားတာဖြစ်ပါတယ်လို့၎င်းကဆိုပါတယ် ပြည်သူ့ရှေ့ဆောင်ပါတီ PPP ဥက္ကဋ္ဌဒေါက်တာဒေါက်တာသက်ခိုင်ဟာလာမယ့်ရွေးကောက်ပွဲမှာဗဟန်းကမာယုတ်အလုံစမ်းချောင်းကြီးမြနိုင်လှိုင်းမရန်ကုန်မြောက်ကလာပါမြို့နယ်တို့မှာပါဝင်တဲ့ရန်ကုန်တိုင်းအမျိုးသားလွှတ်တော်ဘဲဆန္ဒနဲ့အမှတ်နှစ်မှာဝင်ရောက်ရှင်ပြန်ရန်၆လတင်သွင်းခဲ့တာဖြစ်ပြီးပြည်သူ့ရှေ့ဆောင်ပါတီလာမယ့်ရွေးကောက်ပွဲမှာကိုစလေလောင်း682ယောက်ဝင်ပြိုင်ပြီး UEC ထံအမိစင်းတင်သွင်းတာဒီပြည်ထောင်စုအဆင့်ပါတီတခုဖြစ်တယ်လို့သိရပါတယ် ဆက်လက်ဖော်ပြပေးလိုတဲ့သတင်းတပုတ်ကတော့ပြည်သူစစ်မှုထမ်းများပြည်ပလုံခြုံရေးရှာဖွေပေးခြင်းဆောင်ရွက်ပေးသွားမယ်လို့ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီးမောင်မောင်အေးကပြောတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်စစ်မှုထမ်းတာဝန်ပြီးဆောင်ပြီးပြည်လည်နေရာခြားထားမှုကိုခံယူလို့တော့အမြဲတမ်းစစ်မှုထမ်းနဲ့ပြည်သူစစ်မှုထမ်းများကိုပြည်ပအလုံခြုံလုံသမမက်ကက် OWIC ထုတ်ပေးခြင်းအေဂျင်စီများနဲ့ဆက်သွယ်ကအလုံခြုံရှာဖွေပေးခြင်းများကိုလုံသမဝန်ကြီးဌာနနဲ့ညှိနှိုင်းဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ကာကွယ်ဝင်ကြီးဌာနပြည်ထောင်စုဝင်ကြီးဗိုလ်ချုပ်ကြီးမောင်မောင်အေးကစမှုတန်တာဝန်ကျေစွာထမ်းဆောင်ခဲ့သူများအလောက်ကန်ရရှိစီမံခန့်ခွဲမှုကော်မတီဒုတိယကြိမ်ညှိနှိုင်းစည်းဝေးမှာ ပြောကြားခဲ့တယ်လို့သိရပါတယ်။၎င်းစည်းဝေးကိုအော်တိုဘားလ23ရက်မွန်လယ်ပိုင်းကကာကွယ်ဝင်ကြီးဌာနအစည်းအဝေးခန့်မှန်းမှာကျင်းပတာဖြစ်ပြီးတာဝန်ကျေပြွန်စွာထမ်းဆောင်ပြီးသောပြည်သူ့စစ်မှုထမ်းများကိုပြည်သူ့စစ်မှုထမ်းတာဝန်မထမ်းဆောင်ပြီး၎င်းတို့တာဝန်ထမ်းဆောင်ခဲ့သောအစိုးရဌာနကုမ္ပဏီပုဂ္ဂလိကလုပ်ငန်းနဲ့အဖွဲ့အစည်းများ မူလအလုတ်ကင်နေရာများအလိုက်ပြန်လည်ခန့်အပ်နိုင်ရေးအတွက်ဆောင်ရွက်ပေးသားမှာဖြစ်ကြောင်းလည်းပြောကြားခဲ့တယ်လို့သိရပါတယ်။အလားတူအတမွေးဝန်းကြောင်းတင်နန်းများမှာအတမွေးဝန်းကြောင်းဆိုင်ရာစက်မှုလက်မှုအတက်ပညာများကိုအစစ်မီစွာတက်မြောက်အောင်လဲသင်ကြားလေ့ကျင့်ပေးရန်နှင့်တင်နန်းတက်ရောက်အောင်မြင်ပြီးသူများကိုအတမွေးဝန်းကြောင်းတင်နန်းမှာအတိမတ်ပြုလက်မှတ် certificates များထုတ်ပေးရေးကိုဆောင်ရွက်ပေးသွားမယ်လို့လည်းသိရပါတယ်။ဆက်လက်ဖော်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့ ဝန်ပြင်းနယ်မော်လမြိုင်မြို့နယ်ကရင်ပြည်နယ်ဇာတပြင်းတို့အကြားမှာရှိတဲ့အထက်ရန်တထားအသည့်ပစ္စည်းပါကတန်60အထိဖြတ်တန်းနိုင်မယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ဝန်ပြင်းနယ်မော်လမြိုင်မြို့နယ်ကရင်ပြည်နယ်ဇာတပြင်းတို့အကြားအထက်ရန်တရားဘေးမှာအသည့်ပြန်လည်တိစောက်ခြင်းဖြစ်ပါတယ်။ယခင်အထက်တန်းတရားဟာ1998ခုနှစ်မှာဖွင့်လှစ်တိစောက်ခဲ့တာဖြစ်ပြီးရင်ငယ်များသာဖြတ်တန်းသွားလာနိုင်ပြီးရင်ကြီးများဖြတ်တန်းသွားလာရန်အခက်အခဲရှိသဖြင့်အရှိအနောက်စီးပွားရေးအာဆီယံပေါင်းဦးလမ်းပေါ်မှာတည်ရှိနေတဲ့အထက်တန်းတရား တန်60ခံဝင်အားရှိတဲ့တရားသစ်ကိုတိစောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဆက်လက်ဖော်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့ပွဲစားရင်းစီကလက်ဆောင်ပစ္စည်းယူတဲ့လာရှိုးနဲ့တီဘောမျိုးကလာဝကဝန်ထမ်း6ဦးနဲ့ပွဲစား24ဦးကိုအမှုဖွင့်အရေးယူတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ပွဲစားရင်းစီကငွေကြေးမှုပဲလက်ဆောင်ပစ္စည်းရယူခဲ့တဲ့လာရှိုးမျိုးလာဝကဝန်ထမ်း3ဦးနဲ့တီဘောမျိုးလာဝကယုံကဝန်ထမ်း3ဦးစုစုပေါင်းဝန်ထမ်း6ဦးကို နိုင်ငံဝန်ထမ်းဥပဒေနဲ့အညီအရေးအဆောင်ခဲ့တယ်လို့လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာနကပြောကြားတယ်လို့သိရပါတယ်။အဲ့ဒီဝန်ထမ်းတွေနဲ့ဆက်ဆက်တဲ့ဖွဲ့စား24ဦးကိုလည်းအမှုဖွင့်အရေးယူခဲ့တယ်လို့ဝန်ကြီးဌာနကပြောပါတယ်။လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာနမြို့နယ်ဦးစီးမှုရုံးတွေမှာနိုင်ငံသားဆိုင်ရာလုပ်ငန်းတွေဆောင်ရွက်ပေးရမှာငွေကြေးတစုံတရာပေးအပ်ဖို့မလိုပဲအခကျင်းငွေတောင်းခံတဲ့အကျင့်ပြဝန်ထမ်းတွေကို နိုင်ငံဝင်နှန်းဥပဒေနဲ့ညီထိရောက်စာယူဆောင်ရွက်နေတယ်လို့ဝန်ကြီးဌာနကပြောပါတယ်။ရုံးလုပ်ငန်းများဆောင်ရွက်ရမှာပြည်သူလူထုနဲ့ပွဲစားတွေဆက်သွယ်ဆောင်ရွက်ခြင်းမပြုဘဲကာယကံရှင်တွေကိုယ်တိုင်လာရောက်ဆောင်ရွက်ကြဖို့ကိုလည်းဝန်ကြီးဌာနကပြောထားပြီးပွဲစားတွေနဲ့လာရောက်ဆောင်ရွက်မှုကိုလည်းလက်ခံဆောင်ရွက်ပေးတာမရှိဘူးလို့ဆိုပါတယ်။ယခုဖော်ပြပေးခဲ့တဲ့သတင်းတွေကတော့မြန်မာနိုင်ငံတော်အမှာရှိတဲ့စစ်ရေးစီးပွားရေးလူမျိုးသတင်းတွေကထူးခြားတဲ့သတင်းချို့ကိုအကောင့်အုပ်တင်ပြပေးလိုက်တာဖြစ်ပါတယ်။ 阿龙恩古森那片，咱们学人家外地怎么